တတိယကဘာစစ်ဖြစ်ရင်တောင်ကြမ်းကြမ်းခိုင်နိုင်မဲ့နီလန်း၃ခု နံပါတ်1လူတွေဟာစိတ်နဲ့လှုပ်ရှားသွားလာနေတာဖြစ်တယ်။ကိုယ့်ရဲ့စိတ်ပျက်စီးသွားပြီဟဲ့လားကိုယ့်ရဲ့စိတ်ကမခိုင်မာတော့ဘူးရင်းရိုက်သွားပြီဆိုလို့ရှိရင်ဆက်ပြီးတော့မှအသက်ရှင်ဖို့ခက်ခဲတယ်။ဒီတော့နံပါတ်2ဒီကိုယ့်ရဲ့စိတ်ကိုခိုင်မာအောင်ထားဖို့လိုတယ်။အခုကတည်းကနေ့တိုင်းလေ့ကျင့်နေဖို့လိုတယ်။ကိုယ့်ရဲ့စိတ်ကခိုင်မာဖို့ကိုယ့်ရဲ့စိတ်ကတည်ငြိမ်ဖို့ကိုယ့်ရဲ့စိတ်ကဒူပိတာပိခံနိုင်ဖို့ကိုယ့်ရဲ့စိတ်ကကောင်းတာတွေမျှော်လင့်ချက်တွေကိုကျွန်တော်တို့မြင်နိုင်ဖို့လေ့ကျင့်ထားဖို့လိုတယ်။နံပါတ်1တစ်ချက်ကတော့အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာတရ ယောက်တည်းဖြည့်ရှင်းတာထက်လူအဖွဲ့စည်းနဲ့ဖြည့်ရှင်းတာကပိုပြီးတော့မှကောင်းတယ်ဒီတော့ဘာလို့ဖွင့်လို့လဲဆိုတော့ကိုမိသားစုဝင်တွေကိုအတိုင်းဝိုင်းတွေကိုရဲ့အိမ်နီးနားချင်းတွေကိုနဲ့တူတူရှိနေတဲ့သူတွေကိုဘာလို့ထားမလဲဆိုတော့အဖွဲ့စည်းတစ်ခုအနေနဲ့ဖွဲ့စည်းထားပြီးတော့မှပြဿနာတွေအခက်အခဲတွေကိုရင်ဆိုင်ကြော်လွားသွားနိုင်ဖို့လိုတယ်နံပါတ်၃ချက်ကတော့ survival skill မြင့်နေဖို့လိုတယ်မြင့်အောင်လုပ်ထားဖို့လိုတယ်လူတွေရဲ့အုံနောက်တွေကဘာအတွက်ဖန်တီးထားတာလဲဆိုတော့ survival အတွက်လွတ်မြောက်ဖို့အတွက် ဲ့တော့ကျွန်တော်တို့ကလွန်မြောက်ဖို့အတွက် skill တွေကိုခုကလေးကဖြည့်ထားရမယ်။ညော survival skill တွေမြင့်နေဖို့လိုတယ်။ဥပမာအစားအသောက်တွေဘယ်လိုရှာပွေထားရမလဲ။အန်နေတွေကိုဘယ်လိုပုံရှောင်ရမလဲ။ဘယ်လိုတယောက်နဲ့တယောက်ဆက်သွယ် communicate လုပ်ရမလဲ။ကျန်းမာရေးအခြေခံဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့ survival skill တွေမြင့်နေဖို့လိုပါတယ်။ကျေးဇူးများတင်ပါတယ်။